ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ကြောင်းလေးကတော့မြမမီပေါ်မှာဖြစ်ပွားခဲ့တဲ့အရှိတောင်အရှာရဲ့အရက်ဆက်ဆုံးတင်ကားတိုက်ပွဲကြီးသို့မဟုတ်ဘတ်တယ်ယောမိတီနာဆိုတဲ့တိုက်ပွဲကြောင်းပဲဖြစ်ပါတယ်1945ခုနှစ်မြန်မာနိုင်ငံဆိုင်ရာဂျပန်တပ်မတွေဟာကိုဟီမာအင်ဖာတိုက်ပွဲများပြီးမှဆင်လန်ပြီးမြင်းကြီးနားတိုက်ပွဲမှာစာရွေး မြန်မာနိုင်ငံစစ်မြေပြင်မှာတောင်းလျှောက်ဆုတ်ခွာခဲ့ရတော့မန္တလေးနဲ့မိတ်တီနာတို့မှဗိုလ်ချုပ်ကြီးရှိုတာရူကီမူရရဲ့အမှတ်လေးနဲ့အမှတ်29တက်မှအမှတ်14တင်ကားတက်ရင်အမှတ်လေးအမြောက်တက်ရင်ဗိုလ်ချုပ်ကြီးရှိရာရှိကာတာမူရဲ့အမှတ်15တက်မတော့ဗိုလ်ချုပ်ကြီးရှိစာစုကူတာရဲ့အမှတ်28တက်မတော့ဗိုလ်ချုပ်ကြီးမော်စာကီဟွန်တာရဲ့အမှတ်33တက်မတော့တို့နဲ့တက်မတော့လေးကိုတက်မသေးစေမတော့ပူပေါင်းပြီး မန္တလေးမိတ်ထီလာမုံရွာတို့မှခန်းစစ်ကြောင်းကို အကြီးအကျယ်စုဖွဲ့ခဲ့ပါတယ်။၎င်းကစစ်စစ်ကြီးကိုဖြိုခွင်းရန်ဘိုးချုပ်ကြီးဝီလျံစလင်ဟောင်းအမတ်ဆလေးတက်မတော်ဖြစ်အမတ်ကအိန္ဒိယတက်မအမတ်ကွန်အိန္ဒိယတက်မအမတ်28အရှေ့အာဖရိကတက်ရင် အမတ်ဆက်ကွန်အိန္ဒိယတက်မအမတ်225တင်ကတက်မအမတ်နဲ့ဗြိတိရှားတက်မအမတ်29အမတ်20အမတ်168အိန္ဒိယတက်မများ အမှတ်154တင်ကကျမတို့ကိုစုစည်းထားရှိပြီးတစိုးမတန်းများရဲ့ဆိုရင်အင်အားတန်းစီပါဝင်တဲ့တပ်မတော်ကြီးဖြစ်တယ်လို့ဆိုကြပါတယ်1945ခုနှစ်ဇန်နဝါရီလမှာအမှတ်14တပ်မတော်ဟာရွှေဘုံနဲ့ရခိုင်ကိုသိမ်းပိုင်ပြီးနော်ဂျပန်တို့ရဲ့ခံစစ်ကြောင်းဖြစ်တဲ့မန္တလေးနဲ့မိထီလာတို့ကိုတိုက်ခိုက်ရန်1945ခုနှစ်ဖေဖော်ဝါရီလမှာတင့်ငါစီရီတရားတော်ပါဝင်တဲ့အိန္ဒိယတပ်မတော်ကြီးတွေဟာ အိန္ဒိယမြစ်ကိုတပိတ်ချင်းမျိုးနီးမှဖြတ်ပြီးခြေတက်လာခဲ့ကြပြီးအိန္ဒိယမြစ်ကိုဖြတ်တန်းခြင်းဟာဒုတိယကမ္ဘာစစ်တွင်မဟာမိတ်တို့ဖြတ်တန်းသမျှမြစ်တွေထဲမှာအကျယ်ဆုံးနဲ့အရှိဆုံးဖြစ်ကာကီလိုမီတာ20ခန့်ကျယ်တဲ့မြစ်ကို ဖြတ်တန်းရခြင်းဖြစ်ပါတယ်။ဒါအပြင်မြစ်ကြီးနားလေဆိပ်ကိုသိမ်းပိုက်ထားတဲ့မဟာမိတ်တွေဟာလေတပ်ရင်အား2000ကျော်နဲ့မန္တလေးကိုဦးတည်ပြန်သန်းလာပြီးဖြစ်ပါတယ်။ မဟာမိတ်လေရင်နှစ်ထောင်ကျော်ပြန်တန်းလာကြောင်းပုံပွားမှာတက်ဆွဲထားတဲ့ဂျပန်ထောက်လိုင်းဤတမတော်မှာတရင်ပေးဖို့တော်လဲပေမဂျပန်တက်တွေဟာလေရင်နေရနဲ့နှစ်ထောင်မှားပြောတယ်လို့ထင်မှတ်ကမန္တလေးမြို့ရဲ့မြောက်ဘက်မှာစီးတူကုကံရဲပြင်ဆင်ထားရှိခဲ့ပါတယ်ဂျပန်တက်များရဲ့ပေမရင်အားစုဖြစ်တဲ့မန္တလေးနဲ့မိတ်ထီတာကိုတင်းစားခွဲထုတ်နိုင်ရန်အတွက်1945ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာ အမတ်ဆက်ကိုအိန္ဒိယဂျမဟာမိထီလာမျိုးနီးကိုရောက်ရှိတဆွဲထားလိုက်ပါတယ်။ဒါအပြင်တစားအိန္ဒိယဂျမနှစ်ခုနဲ့အမတ်225တင်ကဂျမတို့ဟာလည်းမိထီလာမျိုးနီးမှာထပ်မံတဆွဲလိုက်ကြပြန်ပါတယ်။မဟာမိတ်တပ်တွေဟာမိထီနာကိုဝန်ထားမှန်းသိရင်သိသိချင်းဂျပန်တို့မှာအင်အားလေးထောင်ခန့်ရှိတဲ့ချိန်မြန်တက်မှပါဝင်တင်ကတရင်တို့နဲ့မိထီနာကိုကာကွယ်ရန်ပြင်ဆင်မာတော့တယ်။ဒါပေမဲ့ ဖေဖော်ဝါရီလ29ရက်နေ့မှာ မဟာမိတ်တပ်တွေဟာမိတ်တီနာကိုစစ်ကြောင်းတုံညာခွေဝင်ရောက်တိုက်ခိုက်ပါတော့တယ်။ချင်းလီတပ်မများမှာမြို့ရရဲ့ရှိနေအနောက်ဘက်တို့မှညှက်ပြီးတိုက်ခိုက်တဲ့ချိန်မှာတော့အမှတ်၂၂၅တင်ကားတပ်မဟာမြို့ရဲ့မြောက်ဘက်ခြမ်းမှာတရက်ကျန်းဝင်ပြီးထိုးပေါက်တိုက်ခိုက်ပါတော့တယ်။မြို့တွင်းကိုတင်ကားများဝင်ရောက်လာခြင်းကြောင့်ဇပန်တပ်သားတွေဟာပုံများကိုဖျက်၍ခရောက်ကျင်းများတွင်ပုံခိုကောင် တင့်ငါးများဖြစ်သန်းသွားတဲ့အခါမှာမိမိကိုကိုမိမိဖောက်ခွဲ၍တင့်ငါးများဖြတ်စည်းတဲ့နီနန်းကိုအသုံးပြုပြီးခုခံရပါတော့တယ်။ဒါပေမဲ့တရတန်မောင်းဝင်လာတဲ့တင့်ငါးတွေကို မဖောက်ခွဲနိုင်မိမှာပဲ။ကိုရခါလက်ဖြောက်တန်တဲ့တင့်ငါးများရဲ့ပြက်ကမှုအောင်မှာဇပန်တပ်သားများပြားစဆုံးခဲ့ရပါတယ်။မက်စလာ၃ရက်နေမှာမိတီလာမျိုးဟာ မဟာမိတ်တူလာကိုကြာရောက်ခဲ့ပြီးမက်စလာ၅ရက်နေမှာမိတီလာရှိ ဂျပန်တပ်များအားလုံးစုခွာခဲ့ရပါတယ်။မြို့သိမ်းတိုက်ပွဲပြီးမှအင်အားလေးတောင်ခန့်ရှိတဲ့ဂျပန်တပ်မှအသက်ရှင်ကျန်ရသူဂျပန်တပ်သား58ဦးသာတုံ့ပြန်ပြန်ဖမ်းခံခဲ့ရပြီးအစောတပ်သားတွေအားလုံးဟာတိုက်ပွဲမှာသာဆုံးခြင်းမိမိကိုယ်ကိုဆုံးစီရင်ခြင်းတို့ကြောင့်သိဆုံးခဲ့ရပါတယ်။ဒါပေမဲ့ဂျပန်အမတ်ဆက်ရှင်နဲ့အမတ်49တပ်မတော်ပူပေါင်းပြီးအင်အား1000ခန့်နဲ့မိထီလာမျိုးကိုပြန်လည်သိမ်းပိုင်နိုင်ရန်ကြိုးစားပါတယ်။ အင်အား15000ခန့်ရှိတဲ့အိန္ဒိယတမာဂျီကဗိတ်တီလာမျိုးမချဆုံးရင်အသေးအံခုခံနေရတော့လေဂျပန်တို့ရဲ့အတင်းဝင်ရောက်လုပ်ထွေးတပ်ဖြတ်မှုများကြောင့်မြို့ကို ဆုံးရှုံးလို့နေတာတိဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့မတ်လ23ရက်နေ့မှာဂျပန်ပို့ချုပ်အီရာတိုနာနာဟာဗိတ်တီလာမျိုးကိုတိုက်ခိုက်နေတဲ့ပြူဟာကိုပြောင်းလဲပြီးမဟာမိတ်တို့ရဲ့လေကြောင်းဆက်သွယ်ရေးလေယာဉ်ခွင့်များနဲ့ရွှေခါကိုယ်တော်များကိုဦးစားပေးတိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဘတ်လ16ရက်နေ့မှာမဟာမိတ်လေရင်ကွင်းကိုဂျပန်တို့ကဖြစ်စီပြန်လိုက်ကြပြီးရိတ်ခါပေးပုံမှုစနေအောင်ဖျက်တောက်ပြန်လိုက်ကြပါတယ်။ဒါပေမဲ့တိုက်ပွဲရဲ့အလဲပြောင်းဖြစ် MS19 အိန္ဒိယတပ်မနဲ့ကိုရခါလက်ဖျောက်တပ်တွေဟာမန္တလေးတောင်မှတက်ဆွဲထားတဲ့ဂျပန်တပ်တွေကို36နိုင်စာတိုက်ခိုက်ပြီးနောက်အနိုင်ရပြီးဗြိတိရှ်တွေတအုံများဖြင့်မန္တလေးမြို့ကိုပုံစံကမန္တလေးမြို့သိမ်းတိုက်ပွဲအားစတင်ဆင်နွှဲပါတော့တယ်။ ဗနလေးမျိုးတိုက်ခိုက်ခံရခြင်းကြောင့်မိထီနာကိုတိုက်ခိုက်နေတဲ့ဂျပန်တပ်များရဲ့ထောက်ပံ့ရေးလမ်းကြောင်းများပြတ်တောက်သွားခဲ့ရပြီးမိထီနာမျိုးကိုဝိုင်းရံတိုက်ခိုက်နေတဲ့ဂျပန်တပ်တွေဟာဖြည်းဖြည်းချင်းဆုတ်ခွာခဲ့ရပါတယ်။၎င်းနှစ်ဖက်တိုက်ပွဲတွေမှာနှစ်ဖက်စစ်သည်တသောခန့်ကြာဆုံးခဲ့ကောစစ်သည်3000ခန့်နီးပေါင်းပျောက်ဆုံးဒဏ်ရာရတယ်လို့မှတ်တမ်းတင်ထားတာကိုလည်းတွေ့ရှိရပါတယ်။ဗနလေးနဲ့မိထီနာတိုက်ပွဲများပြီးမှဆုတ်ခွာလာတဲ့ဂျပန်တပ်တွေကို မြန်မာပြောက်ကြားတပ်ဖွဲ့များကလိုင်းလံတိုက်ခိုက်ကြပြီးနောက်1945ခုနှစ်ဩဂုတ်လမှာဂျပန်တပ်များလက်နက်စားကမြန်မာစစ်မြေပြင်မှာလုံးဝဆုတ်ခွာသွားခဲ့ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ကြောင်းလေးကိုတော့ဒီမှာပဲရနာလိုက်ပါတယ်။နောက်ထပ်လည်းကျမတို့ channel လေးကနေဘုသူတာဖြစ်စေမဲ့ကြောင်းရလေးတွေကိုတင်ဆက်ပေးဦးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင့်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင့်။